ကမ္ဘာငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ပဋိပက္ခတွေကိုဖြည့်ရှင်းရမှာအရေးပါတဲ့အဖွဲ့အစည်းတွေရှိပါတယ်ဒီအဖွဲ့အစည်းတွေလေ့လာသွားရအောင်တကူလသမဂ UN 1945မှာတည်ထောင်ခဲ့တဲ့ကုလသမဂ္ဂဟာကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့နိုင်ငံတွေအကြားပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့ ူအခွင့်အရေးကိုအပြေးဖို့ရည်ရွယ်တဲ့ကမ္ဘာအရေးပါဆုံးအဖွဲ့အစည်းပါအဖွဲ့ဝင်193နိုင်ငံရှိပြီးလုံခြုံရေးကောင်စီနဲ့အတွင်းရေးမှူးချုပ်တို့ကနေရာသီဥတုပြောင်းလဲမှုဆင်းရဲနှံပါမှုပဋိပက္ခတွေကိုဖြေရှင်းဖို့ကြိုးစားနေပါတယ်။နှစ်နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဒီဖွဲ့ကတော့စစ်ပွဲတွေတဘာဝ BNR တွေကယောဂါတွေကြောင်းထိခိုက်နေရတဲ့လူတွေကိုကျန်းမာရေးဆောင်ရှောက်မှုပေးတဲ့အဖွဲ့ပါ1980မှာစတင်ခဲ့ပြီးလွတ်လပ်စွာလုပ်ကိုင်ပြီးဗမ်မလိုက်ပဲကူညီဖို့ရည်ရွယ်ပါတယ်။3 European Union EU ဥရောပသမဂ္ဂဆိုတာဥရောပနိုင်ငံ28နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့အဖွဲ့ဝင်နိုင်ငံတွေကြားမှာပေါင်းစည်းညီညွတ်ရေးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးမြင့်တင်မှုဖြစ်ပါတယ်။ဥပဒေတွေပြဋ္ဌာန်းတဲ့ကုံတွေရေးကိုထိန်းညှိပေးတဲ့ကုံစည်းဝန်ဆောင်မှုနဲ့လူတွေလွတ်လပ်စွာသွားလာနိုင်အောင်လည်းဆောင်ရွက်ပေးပါတယ်။ဒါအပြင်ကမ္ဘာတန်တမန်ရေးနဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာလှုပ်ဆောင်ချက်တွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ လေယူနက်စကိုကုလသမဂ္ဂရဲ့ပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုဆိုင်ရာဖွဲ့စည်းဖြစ်ပြီးကမ္ဘာတဝန်းမှာပညာရေးယဉ်ကျေးမှုအမွေအနှစ်နဲ့သိပ္ပံပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့လှုံ့ဆော်ပါတယ်။ကမ္ဘာအမွေအနှစ်နေရာတွေကိုသတ်မှတ်ပေးတဲ့အတွက်လူသိများပါတယ်။နာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေဖွဲ့ IAF 1944မှာစတင်ခဲ့တဲ့ IAF ဟာကမ္ဘာငွေကြေးစနစ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းဖို့စီးပွားရေးအခက်အခဲတွေကြုံနေရတဲ့နိုင်ငံတွေကိုချီးငွေနဲ့မူဝါဒအကြံဉာဏ်တွေပေးပါတယ်။ကမ္ဘာစီးပွားရေးအခြေအနေတွေကိုစောင့်ကြည့်ပြီးဆင်းရဲနွမ်းပါမှုကိုလျှော့ချဖို့နဲ့ရေရှည်တည်တတ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးပါတယ်။6ကမ္ဘာ Bank World Bank IAF ရဲ့ အဖွဲ့အစည်းဖြစ်တခုရဲ့ကမ္ဘာပံဟာဖွံ့ဖြိုးတဲ့နိုင်ငံတွေကိုအခြေခံအဆောက်အုံပညာရေးကျန်းမာရေးစတဲ့ project တွေအတွက်ငွေကြေးနဲ့နည်းပညာအကူအညီတွေပေးပါတယ်ဆင်းရဲနှွမ်းပါမှုကိုလျှော့ချဖို့နဲ့ရေရှည်တည်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးဖို့ရည်ရွယ်ပါတယ်ခုနှစ်နေတို1949မှာစတင်ခဲ့တဲ့နေတို့ဟာ အဖွဲ့ဝင်30တနိုင်ငံရဲ့စူပေါင်းကာကွယ်ရေးကိုအမခံပေးတဲ့စီရီမဟာမိတ်အဖွဲ့ပါကမ္ဘာလုံခြုံရေးကိုထိမ့်သိမ်းမှုနဲ့အကြမ်းဖက်မှုစိုက်ပါအန္တရာယ်တွေကိုကင်တွယ်ဖြေရှင်းမှုအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ဒီအဖွဲ့အစည်းတွေဟာကမ္ဘာကြီးကိုပုံဖော်ရမှာပဋိပက္ခတွေကိုဖြေရှင်းရမှာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကိုအားပေးရမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။